မတို့ကတော့အခုပွဲတွေလည်းဥမာတောက်လျှောက်လုပ်ဖို့ရှိတာဆိုတော့အနောက်ထပ်အဲ့လိုကြီးနွေးစရာလေးမြင်ရမှာပေါ့ပြည်သက်တွေနေနဲ့ဟုတ်ကဲ့ဟုတ်တယ်ဒီနေ့ကဒီဒီဝါချုပ်ပြီဆိုတာနဲ့မင်္ဂလာဆောင်နေရောအများကြီးပဲဆိုတော့တန်းစီနေရပဲလုပ်ပေးရပါလေအင်းအဲ့လေလိုပါသေးတယ်အဲ့ဒါတော့ဟိုမကြတကြပေါ့နောက်တာပါနောက်တာနောက်တာပါမကောင်းပါနဲ့တယောက်ထဲလဲကောင်းပါနဲ့ကောင်းပါနဲ့နှစ်ခုလုံးပေါ့ကောင်းပါနဲ့ အဲနမောဆယ်တော့အလုတ်ခီးပဲရှိရယ်ပေါ့နော်တသက်ရော အလုတ်သွားချာတော့မရှိသေးပါဘူးအလုတ်နဲ့မဖြစ်တမ်းမှုများပါတဲ့တော့ဒီဒီနှစ်ပိုင်းတိတ်နှိမ့်မထွက်တယ်မသွားဖြစ်တာများနေကိုအလုတ်နဲ့အဲ့လိုများနေရဆိုတော့အဲ့လိုသွားဖြစ်ဖို့တော့ဒီဇင်ဘာလောက်တော့ရှိပါတယ်ဟုတ်အဲမီလီယာဒီကားမှာအဲ့လိုဆောင်းရည်ဒီနွယ်ဆိုတဲ့ character လေးပေါ့သူကတော့ အာတယမ်းမာနီပုံစံမျိုးလေးပေါ့ဒါပေမဲ့အဲ့လိုအမွေစိန်တယမ်းမာနီပေါ့လေအဲကိုနေဝင်းကဒီကားမှာသူကတယမ်းနေနေနဲ့အဲ့လိုဆရာပုံစံမျိုးဒါပေမဲ့အတုပေါ့လေဒါပေမဲ့မေလေးလိုမျိုးအိမ်မားပြီးတော့မေလေးရှိရဲ့အိမ်ကိုရောက်လာတဲ့ခါမှာတယမ်းအစ်စ်နဲ့တကယ်တွေ့ပြီးပထမတော့သူ့ချောက်လန့်ပြီးနောက်ပိုင်းကျတော့သူနဲ့ပေါင်းပြီးတော့အဲ့လို အဲ့ဒါဟို CY business အနေနဲ့လုပ်တဲ့ပုံစံမျိုးလေးပေါ့နော်ဒီကားလေးကချစ်စရာလည်းကောင်းတယ်အဲ့လိုအကြောင်းမဲ့ခန်းလေးပါလို့အဲ့လို drama နည်းနည်းလေးလည်းပါတယ်ပေါ့ဆိုတော့အဲ့လိုရသဆုံးပါတယ်ပြောတာပေါ့နော်အဲကိုမောင်ကိုမောင်နှမတွေဆိုတော့ကိုနေဝင်းနေဆိုလို့ရှိရင်လည်းကားရေရင်းများတယ်လीအဲကားရေအဲတောက်ရှောင်ရိုက်ခဲရတဲ့ကိုလေးဆိုတော့ဒါကိုမောင်နှမတွေလိုမျိုးပြောမနာဆိုမနာနဲ့အဲအဲ့လိုမျိုးအလုပ်ဒီလိုမျိုး ဟိုဖန်ကြည့်ရတယ်ဆိုတော့ပို့ပြီးတော့လွတ်လွတ်လပ်လပ်လေးနဲ့ကောင်းတာပေါ့နော်ကြောက်တယ်သိဒီကားလေးမှာတော့အဲ့လိုမျိုးသူကအာအဲချစ်ဖို့လဲကောင်းတယ်အဲအမွှေးစိန်ပုံစံမျိုးလေးပေါ့လေတရေမလေးอ่ะ ဆိုတော့အဲ့လိုမီလေးနေနေဆိုရင် character အစ်စ်တစ်ခုလေးတော့ဖြစ်ပါတယ်သူ character လေးကအဲ့လိုအဲ၆တယ်ဆိုတာချက် light ဆရဲ့ဟာမျိုးလေးရှိရယ် light ဆရဲ့ပုံစံမျိုးလေး anti war နဲ့စိတ်လေးတွေဆိုလို့ရှိရင်လဲသူကတင်ရဲ၆တယ်ဒါပေမဲ့အဲ့လို light ဆရဲ့ပုံစံမျိုးလေးဆိုတော့လေကိုယ်တိုင်လဲအဲ့လိုတေးဥဆောင်တဲ့ခါမှာပေါ့ပေါ့ပါပါလေးနဲ့အဲ့လိုချစ်စရာကောင်းတဲ့ပုံစံမျိုးလေးတော့တေးဥဆောင်ထားပါတယ်အဲ character လေးကတော့သူကတစ်ခါလေးကြာရင်အဲ့လိုဟိုသူစိတ်ဆိုးလာတဲ့ခါကြာရင်အဲ့လိုဟို၆တဲ့ပုံစံပြောင်းပြီးတော့တကယ်ကျန်းသွားတဲ့ဟာမျိုးလေးလည်းပါတယ်ပေါ့နော် ဆိုတော့အဲ့လိုရတမျိုးစုံလေးတော့ပါမှာလေဒီကားလေးမှာအဲ့လိုမျိုးတော့မပါဘူးဒီမှာအစီကြီးသုံးထားတာလည်းပါရဲဆိုတော့အဲ့လိုအများကြီးလိမ့်စရာတော့မလိုပဲနဲ့အဲ့လိုဒီအဲ့ဒီကားလေးထဲမှာပဲအဲ့လိုလာချင်းတိမှာပါရှင်ဟုတ်မင်းကလေးတွေကဘယ်လိုဆက်ကြရလဲမကြလေးရှိပါရဲ့ကိုနေဝင်းကိုဘေးနားကနေလိုက်စတဲ့ဟာမျိုးအာဒီ ်အခုနေဝင်းနဲ့မချူလေးနဲ့စုံတဲ့ခါမျိုးမှာဆိုလို့ရှင်သူကမနာလို့ပေါ့သွန်ဝင်တူတဲ့ပုံစံပြင်ရမလေးကအဲ့လိုအဲ့လိုဟိုပုံစံမျိုးလေးမှာအာလိုက်ပြီးရောအဲလိုက်နောက်ဆက်တဲ့ပုံစံမျိုးပေါ့ကိုနေဝင်းကမမြင်ရတယ်မချူလေးကမမြင်ရဘဲနဲ့ဘေးနားတွေတလွဲတွေဖြစ်နေအောင်လှုပ်လှုပ်တဲ့ပုံစံမျိုးလေးပေါ့အဲ့ဒါလေးဆိုလဲဒါရိုက်ချဲရချစ်စရာကောင်းပါတယ်အဲ့လိုမျိုးလေးဟုတ်ကဲ့ဟုတ်အဲ့အဲ့ပုံစံလေးကတော့ချစ်စရာတော့ကောင်းပါတယ်နှစ်ယောက်ကမတက်မတက်ဘဲနဲ့ ။နောက်ပိုင်းကကျတော့အလူမီလေးကအာဒီကုနေဝင်းကိုအလိုတမွင်ကျိုးတဲ့ဟာမျိုးလေးလည်းပါတယ်ပေါ့လေ။အဒီကားထဲမှာတွေ့မှာပါလို့အဆန်းလေးပေါ့။အဲကုနေဝင်းကျတော့တကယ်သူကဆရာအစ်မဟုတ်ဘူး။အဲဒါ faint လောက်ထားတယ်သူဆိုတော့အလိုသူကရှောက်ရွတ်တာပေါ့။အဲအလိုမျိုး။အဲမသိရတဲ့သူကျတော့သူတကယ်အစ်စ်ထင်ကြတယ်ပေါ့။အဲ့လိုလိုမှမရှိပါဘူး။ ဒီကဲမှာသူကမေးလို့ပြန်ကြောက်တဲ့ပုံစံမျိုးဆိုတော့အဲကြည့်ရမှာပေါ့ဒီဟိုပြန်မကြည့်ရသေးဘူးတေချာအဲ့ဒါကြောင့်အဲဒီကဲမှာကတော့အမှတ်ကျလေးရှိပါတယ်ဒီကဲလေးကအဲ့လိုကိုမောင်နှမတွေပြီးတော့ဦးဆောင်ကလည်းဒီကဲလေးမှာအဲ့လိုမေးလို့လည်းအများကြီးပြောတင်ထားတာလေးလည်းရှိတယ်ဆိုတော့ character အစမ်းလေးနဲ့အချစ်စရာလည်းကောင်းနေပြီးတော့အဲ့လိုမျိုး character အစ်စ်လေးပေါ့အဲ number 10တော့အလုတ်ခီးပဲရှိရယ်ပေါ့နော်တတ်တတ်ရောအဲ့လိုသွားကြတော့မရှိသေးပါဘူးအလုတ်နဲ့မဖြစ် စ်တမ်းမှုများပါတဲ့တော့ဒီဒီနေပိုင်းတိတ်နေမထွက်တယ်မတော်ဖြစ်တာများနေကိုအလုတ်နဲ့အဲ့လိုများနေရဆိုတော့အဲ့လိုတော်ဖြစ်ဖို့တော့ဒီစမန်လောက်တော့ရှိပါတယ်ဟုတ်ဟုတ်တယ်ဒီနေ့ကဒီဒီဝါချုပ်ပီဆိုတာနဲ့မင်္ဂလာဆောင်နေရောအများကြီးပဲဆိုတော့တန်းစီနေရပဲလုပ်ပေးရပါလေဟုတ်တယ်အဲ့လိုမျိုးဖြစ်နေအဲအဲ့လိုလိုပါသေးတယ်အဲ့ဒါတော့မမကြတဲ့ကြပါဘော နောက်တာပါနောက်တာနောက်တာပါမဟုတ်ကောင်းပါလေဟဲ့လို့ကောင်းပါလေတယောက်ထဲလဲကောင်းပါလေကောင်းပါလေနှစ်ခုလုံးပေါ့ကောင်းပါလေ ဟာဒီလိုရဲစကောင်းနေတာမြေစီလို့ရဲ့အတွင်းနဲ့ဟုတ်ကဲ့နော်ဘလော့ဒီတာကိုမြင်ရတဲ့ပုံစံကြီးကြီးရလေးပေါ်တာလေးပြောပြပါအဲမားတော့တော့အခုပွဲလေမတောက်လျှောက်လောက်ဖို့ရှိတာဆိုတော့အဲနောက်ထပ်အလိုကြည်နွေးစရာလေးမြင်ရမှာပေါ့ပြိသက်တွေနေနဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါမေလေးရဲ့ဒီဖိန်ရုပ်ရှင်ဇာတ်ကားကအောက်တိုဘာ18ရက်နေ့ကျရင်ရုံပြင်ပြသမှာဖြစ်တဲ့အတွက်ခြေရန်ပြိသက်တွေအားလုံးဒါအချိန်ပေးပြီးလာရောက်ကြည့်ရှုပေးပါအောင်လို့ဖိတ်ခေါ်ချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်